ရခိုင်ပြည်သည်တို့ပြည်ရခိုင်စာသည်တို့စာရခိုင်ပြည်ကိုတို့ရချင်းသည်ရခိုင်ပြည်သည်တို့ပြည်ရခိုင်စာသည်တို့စာရခိုင်ပြည်ကိုတို့ရချင်းသည်ဘာလဲဘာလဲဖျောက်ငါကြားဘူးတာလေဟောဖြူကျော်သိန်းဆိုတာဆိုမြမစာသည်တို့စာမြမပြည်သည်တို့ပြည်မြမပြည်ကိုတို့ရချင်းသည်ဟုတ်တယ်လေဖြူကျော်သိန်းမင်းကဘာရခိုင်ပြည်ကိုချစ်သည်ရခိုင်စာသည်တို့စာ ဝင်ဖာဘာတွေလျှောက်ပြောနေသူတို့ကလည်းစိုးခွင့်ရှိရလေဘာအခုကအေးအေးအရကတက်တော့အေးရနေပြီးတော့ဒီရခိုင်ပြည်သူတို့ပြည်လေသူတို့ချစ်တယ်သူတို့ချစ်တဲ့အခါကျတော့သူတို့ပြန်လဲရယူဖို့အတွက်ကြိုးစားနေကြတာဒီသတင်းလေးကိုတင်ပြကြည့်အော်ဟိကငါပြောပြမယ်အေးရအခုမင်းပြောသလိုမဟုတ်ဘူးအေးရရခိုင်ကိုတကယ်ချစ်တယ်ဆိုရင်အေးရတို့ဘာလို့တိုက်လဲဟာဟုတ်ပြီအဲ့ဒါဆိုရင်မကွေးနယ်ဆက်အထီးကိုတွားပြီးတော့မကွေးတဲကိုဘာလို့ဝင်ဖို့ကြိုးစားနေလဲ ဟောအဲ့ဒါဆိုရင်အဘတို့မဝင်သေးခြင်းလို့ရှိရင်အဘတို့သူတို့ပြည်နယ်တွေကနေပြီးတော့အကုန်ထွက်ပေးလိုက်ပေါ့ဒါပေါ့ငါတို့အဲ့မှလေဒီမန်အောင်တို့ဘာတို့မှချလာတဲ့စကန်းတွေအကုန်လုံးစုပ်ပေးလိုက်ရမှာဟာပြောင်းအမေကအေးရ viewer အရန်ကောင်းနေပါအဘတို့ဒီမှာဟုတ်အေးရ viewer ကောင်းနေဆိုတော့ငါတို့အေး viewer ကောင်းနေဆိုတော့ငါတို့ viewer ချူချာနေလို့လားမချူချာပါဘူးအဘတို့ရဲ့ပြေးချင်း viewer လည်းကောင်းနေကောင်းနေ တင်မားနဲ့ဖနောင်းတသားနဲ့ကြောက်အောင်ပြေးတာတကောင်းနဲ့တော့ရောက်ဟုတ်ကဲ့မပြေးတဲ့ခါကျတော့လုံးထလိုက်တော့မယ်သူကနောက်ထပ် view ပါပြောင်းပါတယ်ဗျဘာ view ပါလဲတေချင်း view ပါတေချင်း view ပါအဲ့ဒီမှာတေချင်း view ကတော့ဘာနေပါလဲဆိုမွေးငါး view ပါလာတယ်တံပေါက် view ပါလာတကောင်းနဲ့တော့ရောက်တကောင်းနဲ့ဗျာဟဲ့ဟာတေချင်း view ဆိုမှတော့တေပြီပေါ့ဟိုလိုဘက်ကအင်အားမရှိတော့ဘူးလေကွာဟုတ်တားငယ်လေးတင်ပြချင်တာအေးကဟိုတလောကပဲစကန်းကုန်းနေမျိုးမျိုးသိမ်းတယ်ကဘာလုံးစကန်းကုန်းဆိုရင် အေးရသိမ့်ပိုက်သွားပြီမမသူလို့သိမ့်ပိုက်တဲ့စကန်းကုန်းကြီးကဘာမှသိမ့်လဲဆိုအေးရဘက်မှာသိမ့်နေကျွန်တော်တို့ပြည်ဘက်တို့ဟာဘရောင်းဘက်တို့မှာသိမ့်နေအေးအဲ့လိုသိမ့်ရချင်းအကြောင်းကြီးဘာဖြစ်လို့လဲဆိုတော့ကြံနေတဲ့မြို့တွေမြို့သိမ့်တိုက်ပွဲပေါ်ဆောင်မှုအတွက်သိမ့်ပိုက်ထားတာပါအဲ့ဒါဆိုရင်ငါတို့ဘက်ကလော်ဘီတွေကနေပြီးတော့ အာကဘာလုံးစကန်းကိုမသိမ်းပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဘာလို့မဟုတ်တာတွေရှောက်ပြောနေတာလဲတကယ်အေးရတိမ်းသွားပြီငါတို့လည်းသိတယ်လေကွာအသိခံလေးရဗီဒီယိုဖိုင်ကြီးရဲ့ကိုတက်လာတာလေအေးလေအဲ့ဒါကိုငါတို့ဘက်ကလော်ဘီတွေကဟိုကြောင်မျိုးမင်းတို့ဘာလို့ဘာလို့အဲ့ဒါတွေကိုဥစားလုံနေတာလဲမသိဘူးလေဗာငါတို့ကပောက်ရပြောရကောင်းတယ်ပောက်ရပဲပြောမှာပေါ့ဟုတ်တယ်မလားအာကွာဒီကောင်လေးချောင်းလေးငါမပြောချင်တော့ဘူးကွာအေးဒီကောင်လေးကိုလည်းနောက်ကငါတက်ချုပ်ငါပြောတော့မယ်သူတို့ကိုပေးမဲ့ ပတ်စံနေဟုတ်ကဲ့เนาะဒီကောင်တွေ3 4 5ယောက်ကိုပေးမဲ့ပတ်စံနေမပေးနဲ့တော့လို့เนาะဒီကောင်တွေလားစင်လားစင်ပေးနေတဲ့ပတ်စံတွေကိုမပေးနဲ့တော့အဲ့ဒီပတ်စံတွေကိုငေါတို့အခုစီယုံရေးကာလเนาะစီယုံရေးကာလဒီမဲဆွဲစီယုံရေးကာလမှာအဲ့ဒါတွေထုတ်သုံးလိုက်တော့ထုတ်သုံးလိုက်တော့သူတို့ကိုပေးမဲ့အစားအဲ့ဒီဟိုသာဟိုသာတော်လိုင်းရေးဖွဲ့တွေကနေပြီးတော့ဘုံတွေဘာတွေလာခွဲလို့ထိမဲ့လူတွေကိုကြော်ကြီးပေးလိုက်ကြော်ကြီးအဲ့လိုလည်းမဟုတ်လေကွာဒီငါတို့ဒီဟိုသာဟိုရွေးကောက်ပွဲကာလမှာ ငါတို့ရွေးကောက်ပွဲကိုထောက်ခံမဲ့လူတွေအကုန်လုံးရောကြခိုင်အင်ကြီးလေးတွေဝေရောပစံပလောက်ဆိုဟိုတော့ပုံစံနဲ့ငါတို့ပြန်လုံးနေမကောင်းဘူးလားဟောဒါပေမဲ့စကားအခမ်းအနားပြပါလေဟိုကြခိုင်ရေးပွဲကိုချစ်လို့ရှိရင်နေစားကလည်းမပြီးတော့ပါထမင်းလည်းမချွေးတော့ပါဩအရာကမင်းဝေဘေးတို့ကေဘေးတို့ရှိပြီးပြီလေကွာမင်းကတည့်ရသားနဲ့ကွာမင်းကဝေဘေးနဲ့ကေဘေးနဲ့မအေဘေးနဲ့ကိုလွှဲပေးရအောင်ဝေဘေးတွေကေဘေးတွေကိုမအေဘေးနဲ့လွှဲပေးဟာ ပြန်ပါလေမင်းอ่ะဟောတန်းကလေးဒီကတင်းလေးတင်ပြချင်နေပါကြီးเนาะစစ်ကောင်စီရုံးဆိုင်ရပါတော့ရခိုင်မင်းနဲ့မြို့တော်စစ်တွေမြို့အနီးမှာတဲ့เนาะစစ်ကောင်စီနဲ့အရက်ကတက်တော့အေတို့နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေစစ်ရေးတင်းမာနေလို့သိရတယ်ပါอืมသိရတယ်ဆိုရင်ဒါကျင်းနေတယ်ဒီအရက်ကတက်တော့အေရနေပြီးတော့သူကဒီစစ်တွေကိုအမြန်ဆုံးတိမ့်ပိုက်ဖို့အတွက်စတင်နေပြီဆိုတာဒါသိကြတယ်ပါအဲ့ဒါကျင်းနေသွားပြီကွာဟုတ်ဒီ အရင်တော့ငါတို့ဒီဥစ္စာစစ်ကောင်စီကနေပြီးတော့သူကဘာလုပ်လဲဆိုငါတို့ဒီစက်ကဆာနေပြီးတော့သူကစစ်ခေါ်တယ်ဟုတ်စစ်ကိုခေါ်တယ်ဟိုဘက်ကလာတဲ့အချိန်မှာငါတို့ကစစ်ပြေးတယ် ဟုတ်တယ်ပါစစ်ပြေးတယ်နော်အခုဟိုဘက်ကနေအရခတက်တော့အေရန်ကြီးစစ်ခေါ်ပြီဟုတ်ပြီစစ်ခေါ်ပြီဆိုတော့ငါတို့ဘက်ကလူတွေကမတော်ရဲရအောင်ပြီးရနေဘုံကိုချင်းတွေကတော့မထွက်ရဘူးအေးမတော်ရဲရအောင်အရင်တော့ဆိုရင်ကျွန်တော်တို့ဟိုဥစားအဲ့လိုမျိုးထိုးစစ်စင်နေပါညာဆိုရင်တော်လိုင်းကြီးဘက်ကထိုးစစ်စင်နေဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့တစ်ဖက်သက်လက်နဲ့ကြီးတွေပြစ်တယ်လေရင်တွေကျဲတယ်ဆိုတာပဲရှိတယ်အခုခါကျတော့စစ်တွေမျိုးအနီးဝင်းကျင်တခြားမှာနှစ်ဖက်တက်တွေကနှစ်ဖက်တက်ဆိုတာပါလာပြီအဲ့တော့အရခတက်တော့နှစ်ဖက်တက်ဆိုနှစ်ဖက်တက်ပေါ့ဟောပေါ့မဟုတ်လေးပါအေးဘက်ကတစ်ဖက်ရဲ့ဒီစစ်တပ်ဘက်ကတစ်ဖက်အဲ့ဒီနှစ်ဖက်တက်တွေကလက်န က်ကြီးဒုံအပြန်လန်ပြစ်ခတ်တိုက်ခတ်မှုဒါဆိုရင်သူတို့မှလည်းဤပညာအားတွေတိုးတက်လာပြီဆိုတော့တိတိတာလေပါနော်။အော်မတိုးတက်ပဲနေမလားကွာအေးရ။ तू आ ချိန်ပြီးလုပ်တယ်တဲ့မှာသူပါတယ်။အခုရပိုင်းတွင်းပေါ့နော်ပုံမပြင်းထန်နေကြတယ်လို့ပြီးခဲ့တဲ့အော်တိုဘလ14ရက်15ရက်နေ့မှာအရကတက်တော်အေးရထုတ်ပြန်ပြောဆိုထားပါတယ်။စစ်တွေမျိုးနယ်က ပါတလိတ်အမြင်ကျွန်းဒီစစ်စစ်တွေမျိုးတွေမှာဒီပါတိတ်တွေဘာလို့သွားရောင်းတာလဲဟုတ်တယ်ပေါ့သူကနေပြီးတော့လေဈေးကျတယ်ဆိုမဟုတ်ဘူးလေပါပါတလိတ်ရွာဩပါတလိတ်ရွာပါတလိတ်ရွာငါနားလည်းမှာပါတိတ်ကြားလို့ကွာမင်းကလေဩဘာလဲပါတလိတ်အမြင်ကျွန်းရွာဘူရွှေမင်းကစတဲ့ကြေးရွာဘက်ဒီမှာတဲ့စစ်ကောင်စီတက်တည်နေအာရကတက်တော့အေးလက်နက်ကြီး drone တိုက်ခိုက်မှုနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေရတဲ့နော်အဲ့ဒါဆိုရင်ဂျင်းတည်ပြီပေါ့အေးအေးကစစ်ခေါ်တာဂျင်းတည်နေပြီပေါ့တေးကြတာပေါ့ဗျာအာက တက်တော်အေအားတဲ့စစ်တွေမျိုးမှာထိုးစစ်ဆင်လာတာပါတဲ့။သိမ့်ပိုက်နိုင်မှုအတွက်ယတိတောင်သူတို့သိမ့်ပိုက်ထားတဲ့ယတိတောင်တို့ပုံနဲ့ကျွန်းတို့ပောက်တော်မျိုးနယ်တို့ကြီးရွာနေပြီးတော့တဲ့ဝိုင်းရံပိတ်ဆို့ထားတယ်။အဘလိုတိမ်ဖို့ဒါပြင်းပြီတော့ဟမ်။အေးငါတို့ကမွင်းကားနေကျူးရမယ်ပေါ့ကွာ။ဟာဟေးရ။အဲ့လိုပိတ်ဆို့ထားတဲ့အတွက်တဲ့စစ်ကောင်စီတက်ကလည်း အမျိုးကြေးရွာကိုလက်နဲ့ကြီးနေအဆက်မပြတ်ပြစ်ခတ်တဲ့ဒါဒါတော့ထုံးစံအတိုင်းပဲเนาะဒါရုံမလေးကအတိုင်းပဲရုံမမဟုတ်ဘူးလေကွာ6ဓာ6ဓာတိုက်ခိုက်နေတယ်လို့ပုံနဲ့ပြောနေတာကလည်းဦးကပြောတယ်လက်နဲ့ကြီးတန်တွေကတော့နေ့တိုင်းဒီပါကြားရတာရှိတယ်တဲ့နှစ်ဖက်စလုံးကအပြန်လန်လက်နဲ့ကြီးတွေပြစ်ခတ်ပြီးတိုက်ခိုက်နေကြတယ်လို့သိရတယ်ပါဒါပေမဲ့အေအေကနေပြီးတော့မြို့နယ်သုံးခုကိုဝိုင်းရံထားတယ်ဝိုင်းရံထားတဲ့အခါမှာဘာလို့မှထွက်ပေါက်ဆိုတာတော်တော်ဟိုခတ်သွားပြီပေါ့နော်သုံးခုကနေပြီးတော့ဝိုင်းရံထားတယ်တဲ့ အေးရရှေ့မတိုးနိုင်အောင်အဲ့မျိုးနယ်သုံးခုကရက်သားတွေနေထိုင်တဲ့နေရာတွေကိုလည်းနဲ့အာဘောနော်ရှေ့မတိုးနိုင်အောင်လှုပ်ထားတယ်အဲ့ဒါကိုအဘာတို့ဘက်ကနေပြီးတော့ရက်သားတွေနေထိုင်တဲ့နေရာကိုလည်းနဲ့ကြီးတွေနဲ့ချင်းချောက်ပစ်ခိုက်တိုက်ခိုက်နေတယ်တဲ့နော်ပုံနဲ့ကျွန်းသေးသားကအမျိုးသားတကူကပြောပါတယ်အင်းဘာလို့ तू ကပြောတာမပြောခိုင်းနဲ့လေကွာမပြောလို့မရဘူးလေဘာလဲဒါစီးရေးသတင်းဆိုတော့ပြောရမယ်ဟာဒီကောင်ကြီးလည်းအဲ့လိုပြောတော့မပြည်သူတွေကသိကုန်ပြီဘာပြည်သူတွေသိပြီဆိုတော့ပြည်သူပြည်သူတွေကနေကအခုလုံးမန်လေးတက်ကုန်ပြီလေကွာတော်လိုင်းတက်ဖို့ဝင်နေလည်းမန်လေးတက်ကုန်ပြီစစ်တွေမျိုးကြီးကကြသွားပြီဆိုရင်ဘာလို့ နော်သိဖို့လားပြင်းပြင်းတော့ဟိုဖြစ်ပြမျိုးကြောင့်ဝိုင်းတော့ငါတို့သွားပြီကွာဘာလို့တော့ငါတို့ဘက်ကငါပလီတို့ဘာတို့အကုန်လုံးကမင်းသွားပြီ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 အဘားတို့ဘက်ကလည်းဘာလို့ထားလဲဆိုပြည်သူစစ်မှုထမ်းပခပစရီပေါ့နော်ထောင်ထဲချီကိုစစ်ရင်ရဖြစ်တင်းထားတယ်တဲ့စစ်တွေမျိုးနဲ့ကလတန်ပြင်းဘင်္ဂလားပင်လယ်ပေါ်တခြားမှာတိုက်ခိုက်ရေးနေပြီးကင်းတော့ဒုန်းနေနဲ့ ASCA လောက်ရှားမှုတွေစောင့်ကြည့်နေတယ်လို့ AC သတင်းအရင်းမြစ်ကတင်ပြထားပါတယ် အဘာတို့ကနေပြီးတော့ဒီကုန်းဘက်ကနေပြီးတော့ပိတ်ဆို့ထားတဲ့ခါကျတော့ရေလိုင်းကနေပြီးတော့ပေါ့နော်။အားဒီဒုံးတွေပါနေနဲ့ဘာတို့ဘက်ကလည်းဒါရုံမာဖို့အတွက်ကိုစောင့်ကြည့်နေတယ်ပေါ့။ဒါပေါ့ငါတို့ကဒီနီးမျိုးစုံတွေငါတို့ကရုံမာမှာပေါ့။မဟုတ်ဘူးဒီကနီးမျိုးစုံတွေတိုက်ရမှာ။သူကအဲ့လိုမျိုးချိန်ချောက်တဲ့ခါကျတော့ဘာလို့လဲဆိုတော့အေးအေးသိမ့်ပိုက်ထားတဲ့ရတိတောင်မောင်းတော့ ပေါတော်မျိုးနဲ့ရသေးတော်ဘူရီတော်မောင်းတော်ဟာကွာဒီကောင်ကွာရသေးတော်ဘူရီတော်မောင်းတော်တခါလေးဟောပြောလို့တော့ရသေးတော်မောင်းတော်တယ်ငါတခါမှမကြားဘူးရသေးတော်နဲ့မောင်းတော်အေးအဲ့လိုပြောရင်ပြောလေကွာဟာကျွန်တော်တန်းကလေးကဆက်သွားတာနော်ဆက်သွားတဲ့ခါကျတော့ရေတောက်ရတာပေါ့ဗျာရသေးတော်မောင်းတော်တယ်ငါတခါမှဟာကွာမင်းရသေးတော်နဲ့မောင်းတော်နဲ့အဲရသေးတော်နဲ့မောင်းတော်နဲ့နောက်ပြီးတော့ပေါတော်မျိုးနယ်ကိုတဲ့ပေါတော်မျိုးနယ်တွေအထိပါတဲ့စည်ရည် ချိန်ချောင်မှုအရာတဲ့ဘာလို့ဘာလို့လဲဆိုတော့အဲ့ပြည်သူတွေကြီးကိုဘုံတွေဇက်တိုက်ကျင်းနေတယ်တဲ့နော်ငါတို့ရှင်းရှင်းလေးပဲကွာဟဲ့အောင်နေမှာတွေ့လားမင်းတို့လူတွေဒီမှာရှိတယ်နော် ပြည်သူတွေဒီမှာရှိတယ်နော်မင်းမင်းတို့ငါတို့တိုက်လို့တော့ပြည်သူတွေငါတို့ဒီလိုတက်မှာဆိုတဲ့ဥစ္စာမင်းငါတို့ပုံစံဟုတ်တယ်ပါအဲ့စကားစားရဲ့နေပြည်တော်ကတော့တဲ့မောင်းတော်မျိုးနဲ့အထီကိုပါရောက်လာတာရှိပါတယ်သူတို့ကတော့ AES ရေးလှုပ်ရှားမှုတွေကင်းထောက်နေတာဖြစ်နိုင်တယ်အဲ့ဒီနေပြည်တော်ကစစ်တွေမျိုးဆင်းသွားလိုက်ပြန်တက်လာလိုက်လှုပ်နေပါ ဒါဂျိတ်ခါသွားယူတာပေါ့နော်ဒီပုံစံတိုင်းဆိုဂျိမ့်တည်တယ်ကွာတိရဟုတ် ငါတို့ဘက်ကနေပြည်တော်ကသေပြီဆိုတဲ့သတင်းမှငါတို့ကြားရတော့မှာကြားမှာပါအဲ့မှာအဲ့ဒီမှာသူ့မိန်းမကြီးကအခုတော့မုံဆိုးမဖြစ်ပြီဖြစ်မစီမှာနေပြည်အစည်းအဝေးအတွက်30ကျော်လောက်တော့ရှိပါတယ်တဲ့ A ရဒါ30ကျော်လောက်ရှိတယ်ဆိုတော့ A ရဲ့လက်ချက်ကိုဘာတိတယ်နော်ဟိုတခါလဲတင်းမိုးကြီးတွေပေါ်မှာကဲကြပါဦးရှင်ကဲကြပါဦးရှင်ဆိုမဟာဇနကတွေအများကြီးပဲလीဒီခါလဲထီအောင်မဲပါဩမင်းမို့လို့ကွာမဟာဇနကဆိုတာဖရားအလောင်းသွားမနိုင်နဲ့မင်းရတယ်မဟာဇနကဖရားအလောင်းသူရုံးမာနေမနိုင်ကောင်းဘူးအဲလာလာမမအဆက်ဟာမဟု ဘူးအဲ့လောက်ကြီးကိုပြောနေငရေကြီးမှသူတို့ကပြောပြောတာမဟုတ်ဘူးဖားပြောတာလေအဲ့စစ်တွေမျိုးနယ်မှာဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဓာကစာစစ်တွေခလာရ20ခလာရ23နဲ့ခလာရ290ခမာရ344ခမာရ35လေးတက်ရင်တို့အပါဝင်အမတ်စနစ်ရဲတဲ့ရင်နဲ့အမှတ်36ရဲတဲ့ရင်တို့ရှိနေတာလည်းဖြစ်ပါတယ်။ဟိုအဲ့အဲ့ဒါတွေငါသိတယ်။အဲ့ဒါတွေမင်းငါ့ကိုထွေထွေထူးထူးငါ့ကိုပြောနေတယ်။ဟုတ်ပြောနေတာအဲ့ဒီတက်တွေအားလုံးကဒါ ကျွန်တော်တို့မတာပွဲတော့ကျင်းပါတော့မယ်ဒါပေါ့ဒါစီစီကားလေးဖြစ်သွားအောင်လေကွာမင်းတက်ချုပ်ကနေပြီးတော့လေပတ်စံဘေးမှာမဟုတ်ဘူးလေကွာငါပြောပင်ဆိုင်တာငါမွေးတာနော်တိတ်ကောင်းနေတော့ရဟာရအဲ့လိုကြီးလုံးလုံးမရဘူးလေမင်းတို့ကဘာတွေလဲအဲ့တက်တွေနဲ့ပေါ့နော်ပြန်လဲပြီးတော့လက်လွတ်ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်လဲထိုးစစ်ဆင်မယ်ဆိုပြီးတော့ပေါ့နော်ဟောလောက်တာပေါ့ဗျာဒါမဲ့ရခိုင်ပြည်နယ်အတွင်းကအဲ့နေမြေတွေကိုပြန်လဲရဖို့အတွက်မကွေးဘကူ ARV တိုင်းကနေထိုးစစ်ဆင်မှုပြုလုပ်ခဲ့ပေမဲ့အဲ့နေရာတွေကိုအရခတက်တော်ကဒီ ARV တိုင်းရောဒီပဲခူးတိုင်းဘက်ကသူတို့တက်လာမဲ့လူတွေတက်လာလို့မရဘူးလေစကန်းကုန်းတွေပေးလိုက်ရပြီလေဘာရဲ့ဟုတ်ကဲ့မလားအဲ့တော့သူတို့မှအကြက်ရိုက်နေတာအဲ့တော့သူတို့မလုပ်မလဲသူတို့ရဲ့ထုံးစံတိုင်းလေရင်ကနဲ့ဘုံကျဲမယ်ပြည်သူတွေရှိချိန်ချောက်မယ်နော်ရေရင်ကနေပြီးတော့လက်နဲ့ကြီးတွေနဲ့ထုမယ်ဒါတော့ပဲလုပ်တတ်တော့တယ်ဗာနော်อืมอืมอืมဘာဘာပဲပြောငါတို့ရှိမှာ ဟိုဒီပြည်သူလူထုတွေနဲ့ဒီတက်တော်တွေအာရခတက်တော်တို့ဒီဘက်ကခရီနီတို့ဘာလို့မရှိတဲ့လင်းရင်တွေပဲငါတို့ရှိတယ်လေအေးရလဲတော့ဒီလင်းရုံတော်မှသူတို့တွေကဒီဘက်က drone တွေနဲ့ပြန်ပြီးချွေးရင်ငါတို့ကခံရအောင်မှာခံရမှာသူတို့ကဒီမှာပြင်ဆင်ပြီးွားပြီစစ်တွေမြို့နယ်တွင်းမှာစစ်ကောင်စီကအာရခတက်တော်အေးရထိုးစစ်ကိုခုခံကာကွယ်နိုင်ဖို့အတွက်စစ်တွေမြို့နယ်ရှိအမြင့်ကျွန်းနဲ့ပါတလိတ်ကြားမတော့ ကြောက်တန်းကြီးဒီကြားဘာလို့မတောက်တာလဲမတောက်ဘူးဆိုတော့ तू อ่ะအဲ့ဒီတုန်းကဝါရင်းဖြစ်နေလို့ဝါရင်းဖြစ်နေချောင်းနာပေါ့နော် तू อ่ะဟာဒီပြောနေတာလေကြားမတောက်ရောမင်းနဲ့မှားနေတယ်နော်မင်းကမင်းတောက်ချင်တာတွေမင်းလျှောက်ပြောနေတယ်ဟုတ်ပါရဲ့တန်းငယ်လေးကိုတတိယအောင်လုပ်ပြီးပြန်ကြားမတောက်ကြောက်တန်းကြီးကြောက်တန်းကြီးရွာကိုတဲ့စားတဲ့ကြီးရွာတွေကနေနေနေဖုံးကြောင်းတွေကိုပြိုပြက်ကဘန်ဂါတွေအများပြားကိုစောက်လုံနေတယ်လို့ဒီသားပြိုပြက်ပြီးတော့ဘန်ဂါတွေလုံနေတယ်ပြိုပြက်ပြီးတော့ဟာဒီကောင်တွေကွာဒီကောင်ဒီကောင်တွေမဟုတ်တော့ဒီကောင်တွေဒီ ဒီကောင်တွေဒီပုံစံတိုင်းဆိုရင်သေတာတော်မှမယ်အဝေစီးမှာဂျိုးကမ်းမဲ့ကောင်တွေဘန်ဂါတွေစောက်နေတယ်တဲ့ဟာအဲ့ထဲမှာဘန်ဂါတွေစောက်ပြီးပါလို့မလဲသူတို့တွေဟိုကနေပြီးလက်နဲ့ကြီးတွေဘာတွေထုမယ်ဆိုရင်အဲထဲမှာဆေးချမယ်ဟုတ်လားငါငါဖိုးရှူမယ်ရှင်းရှင်းလေးပဲကွာဖျားတဲထားတာဖျားပရဝင်ရဲ့အပြေမှာတို့ကနေပြီးတော့ဘန်ဂါတွေဆောက်ပြီးနေတယ်ပါညာဆိုဒီဘက်ကနေအေးအပြင်တွေ့မလားအေးအနေပြီးတော့တွေ့မလားဘုံကြောင်းတွေပြည့်တယ်ဒီမှာဖယားကြောင်းကနေဖြက်စီးနေတယ်ဖယားကြောင်းတွေပြည့်နေတယ်အဲ့အဲ့ခွင်ကိုဖန်ထားတာ

ဘာဖြစ်လို့လဲငါ့ကိုပြောသွားမှာရေဦးမှာလေအဖတိရတိုင်းပဲရေးမျိုးဘောနော်ရေးမျိုးပြင်ကိုခြေလက်အနှဲငယ်တော့မထွက်ရေးရတော့နော်ဘာလို့လဲဘာလို့မထွက်ရေးတာအဖတို့ဟိုအချမ်းဘတ်စစ်တက်ကြီးပေါ့လွတ်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 နော်ရေးမျိုးနဲ့ခြေလက်အနှဲငယ်ထွက်ရေးသည်စစ်တက်မျိုးစုံကိုတိုက်ခိုက်ခံရပြီးနှစ်ဦးသေးလေးဦးပြင်းထန်ထန်ရရရှိတယ်သူတို့တော့ရေးမျိုးရဲ့စိုက်ဖို့အပြင်းလေးတော့မထွက်ရဲတော့ညိုထဲမှာပဲနေရတဲ့ဘဝဖြစ်သွားပြီ။အော်။အော်တိုဘာလ16ရက်နေ့ည10:00နာရီခွဲခန့်မှာ ရေဦးမြို့မြောက်ပိုင်းမြို့ဝင်စိုင်းဘုတ်အနီးမှာတဲ့ကင်းဘုတ်ဝေ့ရန်လာတဲ့ဒီစခနဲ့ပခပေါ့နော်အဓိကစစ်ခွေးနဲ့ပြူခွေးပေါ့ဒါပေါ့ငေါ့ကွာရှင်းပြဟဲ့အောင်မင်းပြောတဲ့အကြောင်းမကြည့်ငါသိတယ်စခပခဆိုငါတို့ကသိတယ်စစ်သားနဲ့အဲ့ပြူပူးအောင်အင်အားပေါ့နော်၁၀ဦးခန့်ဦးလေရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်တဲ့အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့တိုက်ခိုက်ခံရပြီးတော့၂ဦးသေတယ်၄ဦးကဒဏ်ရာရရှိသွားတယ်နော်ဟာနော်အပြင်းလေးတော့ခြေမချရေးတယ်ဘောက ရေဦးကဒီကောင်ခြေချရင်မြေခါသွားလိမ့်မယ်ကွာ။သိဖို့သားပြင်းပြီတော့နော်။ကြည့်အောင်အာငါပြောရမယ့်ဥစ္စာပြောရမယ်။ဒီကကျတော့တန်းကလေးတင်ပြချင်တာဘာလဲဒါကတော့ဝမ်းသာစရာသတင်းလေးပါ။အေးလို့အဲ့လိုဝမ်းသာစရာစကားပဲငါကြားချင်တယ်။အခုမင်းတောက်လျှောက်ပြောနေတဲ့ဥစ္စာမင်းသွားပြီးတက်ချုပ်တော့ငါတို့စိတ်သက်ကြစရာလေးပြောနေ။အမှန်တမ်းဝမ်းသာဖို့ကောင်းတယ်ဗျာ။တောက်ကြီးမြို့နယ်ကခါလာရ85မှာစစ်မှုရန်တက်သားတခုနှစ်ဦးက KNLA ထံတွင်အလင်းဝင်လိုက်တယ်။ဒါဝမ်းသာကြပါဘောမင်းငါတို့ကအကျွေးရမွေးရတက်တာတော့ဟာဟေးအောင် မဟုတ်ဘူးလေငါတို့အင်အားဖြည့်ဖို့တည်းသူတို့ဒီပေါ်တာနေပေါ်တင်နေဆွဲပြီးငါတို့ခေါ်ထားတဲ့ဥစ္စာလေဟုတ်တယ်ဗျ။အဲ့ဒီဟာတွေကဟိုဘက်ကို KNL တွေကိုအလင်းဝင်လိုက်တာတဲ့အော်တိုဘာလ15ရက်နေ့အာနာသိအကျန်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ85တပ်ရင်းမှာစွန့်မှုရန်သားများဖြစ်ကြတော့အသက်20နှစ်နှစ်အရွယ်နာမည်ထည့်မပြောတော့ကြော်စီရတယ်နော်။အေးကွာအဲ့ကောင်ဟာနောက်ပြီးတော့အသက်28နှစ်တီဟာနိုင်နဲ့အသက်36နှစ်အောင်မျိုးဦးအသက်20နှစ်စီသူဟိန်အသက်26နှစ်မောင်မောင်မောင် အသက်33နှစ်အရွယ်တန်းနိုင်ဦးနဲ့အသက်24နှစ်အရွယ်ယာစာထက်စုစုပေါင်းစစ်မှုထမ်းသား9ဦးအလင်းဝင်ဘက်ပြောင်းဘက်ကောင်းဘက်ပြောင်းခိုလုံတယ်လို့သိရှိရတယ်ပါနော်အလင်းဝင်ပြီးတော့ဘက်ပြောင်းခိုလုံသွားတယ်ငါ့ဘမားစာကိုဘမားလို့ပြောပါအေးအဆိုပါစစ်မှုထမ်းသား9ဦးမှာတယ်စစ်မှုထမ်းအပတ်စဉ်9စစ်မှုထမ်းအပတ်စဉ်30နဲ့စစ်မှုထမ်းအပတ်စဉ်73တို့မှာတင်သန်းသားများဖြစ်ကြပြီးအလင်းဝင်စစ်မှုထမ်းတပ်သားတစ်တန်းနိုင်ဦးနဲ့ယာတာထက်တို့နှစ်ဦးမှာအယောင်စားခံရပြီးပြည်သူ စစ်မှုထမ်းဘဝဆိုရောက်ရှိလာသူများဖြစ်ကြောင်းသိရှိရတယ်တဲ့အဲ့ဒါကို KNL ရာလဲ MTM ဘောနော်သူတို့အခုလိုလာရောက်ပူးပေါင်းတဲ့အတွက်ကျေးဇူးတင်တယ်သူတို့လွတ်မြောက်နိုင်မျိုးပို့ပေးမယ့်အစီအစဉ်မှာရှိတယ်ဗျအေးဘောဟိုလူသားချင်းစာနာတာကိုလူစိတ်ရှိတာဗောနော်ဘာဟုတ်တာလဲမြို့ရွှဲပြောနေတာမဟုတ်ဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးငါတို့လုတ်ပုံကလုံးဝမဟုတ်ဘူးငါတို့လုတ်ပုံကလည်းလုံးဝမဟုတ်ပါဘူးငါတို့လုတ်ပုံဟုတ်တယ်ဗျဟမ်အေးအေးတယောက်တည်းကိုမရှုပ်ချက်ကနဲ့ဟုတ်တယ်တယောက်မဟုတ်တယ်တယောက်ကွာတော်လိုက်တော်လိုက်တော့ငါတို့တင်မဲ့ဒီကကြတော့အဖအားတို့ရဲ့ဟိုနော်သွားစပြန် KIO ဌာနချုပ်လိုင်းစာမျိုးဒါ KIO ရဲ့လိုင်းလိုင်းစာမျိုးဆိုတာဒါသူတို့ဟိုရဲ့လွမြောက်နေမြီတခုအဲ့ဒီကိုအဘတို့ရန်သွားစားပြပြီနော်ယမန်နေ့ည7:00နာရီခွဲခန့်အားလဲစစ်ကော်မရှင်တက်ကအသေးခံ drone ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတယ်။ KIO တို့ KIA တို့သွားပြီးတော့အဘတို့တွေသွားသွားပြီးဒီလိုလေးသွားမထိလိုက်နဲ့နော်။သွားမထိတာမဟုတ်ဘူး။အဘတို့အခုစကန်းနေပေးနေရပြီ။အခု KIO တို့ KIA တို့ဒါလေဒီတက်ပို့လို့လို့ရှိရင်နေပြည်တော်ကြီးမှာပါသွားမယ်နားလေလားမသိတယ်ဒီကောင်ကြီးကဘာမှမဟုတ်အောက်ကကောင်ကြီးလည်းငါမပြောညုံတက်ချုပ်သွားနေပြီမင်းတို့ဘာလို့လေးဘာလို့လေးဆိုနည်းနည်းလေးပြောလို့တော့အာနာရပြီဆိုပြီးတော့ရောက်ဖောက်ကိုကျုပ်သွားတိုက်နေတာဘာလို့ပြစ်ခတ်တိုက်ခိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုလိုင်းစားဈေးစင်းမှာကြောက်ကြောက်ပေါက်ကွဲခဲ့သောကြောင့်ပြည်သူဈေးတဲ့အမျိုးသမီးတအူးနဲ့အမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရတယ်ဘာလို့ကျဲလိုက်တဲ့ဟာဒီ တရင်တွေဟိုဟိုပေါ့နော်တော်လန်ရေးဖွဲ့တွေရှိတဲ့နေရာတွေမဟုတ်ဘူးအဘတို့ကျဲလိုက်ရင်အဲ့ပြည်သူတွေရှိတဲ့နေရာအခုဆိုဈေးထဲမှာကြာတာကန်ကောင်းလို့ပေါ့နော်ဟိုကသူတော်ကောင်းတွေဖြစ်နေလို့ပေါ့ဩမင်းငါပြောပြချင်းလေးတွေဒီငါတို့ကျဲလိုက်တဲ့ drone ကြီးတွေဘာတွေကလဲသူတို့ရိတ်ခါတွေဘာတွေသွားဝယ်တာပေါ့ကွာဈေးသွားဝယ်တာပေါ့ကွာနေရာလဲဒုံးကဈေးသွားဝယ်တာအေးပေါ့အေးပါဘာလို့ရှိလဲလာဝယ်မှာပါဘာလို့နေပြီးတော့ဈေးကိုသိတယ်နေပြီးတော့ဈေးမှာသမီး900လောက်မျိုးမှာပေါ့နော်ဟာဟဲ့အောင်သူတို့မှရိုင်းလာကြီးလား တားငယ်လေးပြောရင်ဖြစ်ကိုဖြစ်တယ်နော်ဗျာဖြစ်တယ်ဖြစ်တယ်မင်းကနှုတ်စည်းတယ်မင်းကနှုတ်စည်းတယ်နှုတ်စည်းပြီးွားရင်မင်းကဟိုစကားတွေပါကောင်းတယ်လို့ဒီကကြတော့ moment မျိုးနဲ့ number 2မျိုးနဲ့တော့တဲ့ကျွန်တော်တို့ဘောနော်တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲနဲ့နေရင်နဲ့ဘုံကျဲတာတဲ့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိပြီးနေရင်နဲ့ကားများပျက်စီးတယ်တော်တော့တိုက်ပွဲမဖြစ်ဘဲနဲ့အေးဂျင့်နေတဲ့နေမြေတွေတွားပြီးတော့နေရင်နဲ့ဘုံကျဲတာကျဲတာလည်းပြည်သူတွေအိမ်ကိုကြောက်ရောက်ပေါ့ကွာဒီကဆိုရင်ပြည်သူတွေကိုကျန်း အိမ်ကိုကားတွေရောပျက်စီးတယ်အိမ်ကြီးလည်းပျက်စီးတယ်ကောင်းလားကောင်းတယ်မကောင်းတာဒါအခုလူတွေလည်းထိတယ်ကားတွေလည်းပျက်စီးတယ်အိမ်ကြီးလည်းပျက်စီးတယ်မလားဟုတ်တယ်အဲ့ဒါဆိုရင်ပြောလိုက်เนาะငါတို့ကျဲတာဘယ်ရကျဲတာလဲ ကျိုးသားလင်းရနေအေးဘုံကျဲတာဘုံကျဲတာလို့ဘာမှမဖြစ်ဘူးလို့ဘုံကျဲလိုက်တဲ့နေရာမှာဝလုံးပဲကွဲသွားတာပါလို့အဲ့တိုင်းပဲပြောလိုက်နော်ကားဒီဘိုင်ထိရလို့မပြောနဲ့မပြောနော်အိမ်ဒီဘိုင်ထိရလို့မပြောနဲ့ဒီကတိပြီးပါပြီအေးဘုံကျဲတဲ့နေရာမှာဘုံကထိမှန်ပြီးတော့ဘုံကျဲလိုက်တာဝလုံးကွဲသွားပါတယ်လို့အဲ့ဒါအဲ့တဲ့င်းကိုလိန်ခိုင်းလိုက်ကွာအဲ့လိုတဲ့င်းလိန်ပါလို့အဘကပြောကြပါတယ်အေးအဲ့လိုပြောကြတယ်ငါလက်မလေးငါပြင်ထိုးပေးတယ်ဟေ့ငါလက်မထိုးစီရလားထိုးစီရလားတင်းလေတောင်းလေကဘာပြောတော့ဘာလက်မလူတွေထင်လို့ပေါ့တော်လိုက်တော့ဒီကကြကမ်လူမှာပေါ့နော် အဲဒီစခနဲ့ပခတွေပဲเนาะဒီဟိုဒါစစ်ခွေးနဲ့ပြူခွေးတွေပဲပေါ့เนาะဒီအောင်အထိပ္ပယ်ကိုမရှင်းနဲ့အထိပ္ပယ်ကိုမရှင်းနဲ့ငါသိတယ်ဘာလို့လဲဆိုတော့အရန်ရက်ဆက်တယ်ဗျခီးသွားလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးတော့ဇနီးဖြစ်သူဒေါ်အေးမာဦးမရင်းကျစ်တက်ဖြတ်လိုက်ခါတဲ့ခင်မိုးမှာအပြင်းထန်ဒဏ်ရာများစွာပြီးထွက်ပြေးလွတ်မြောက်လာလာပြီးတော့ရွှေငွေဖုံးတဲ့ဆိုင်ငယ်တွေကိုတော့အဲ့အကြမ်းဖက်စစ်တပ်ကလူရက်သွားတယ်တန်လင်မယားနောက်လာတဲ့ဟာကိုမိမ့်မအောင်ကြတော့မရင်းကျစ်ပြီးတော့တက်ဖြတ်တယ်ရုပ်ကြောက်ကြတော့နှိပ်စက်တာရုပ်ကြောက် ရုံးကန်ပြီးထွက်ပြေးလာတဲ့အတွက်လွတ်မြောက်သွားတဲ့အတွက်ဒီသတင်းကဘယ်ကိုရောက်မှထင်လဲနိုင်ငံတကာကိုရောက်မယ် ICC ကိုရောက်မယ်အဘတို့လယ်ပြင်ကိုကြိုးကွင်းလာဆွတော့မယ်မင်းကလက်ညှိုးရွယ်ဆုပ်လို့အဲ့ဒီသတင်းကိုငါကြားပြီးအခုအဲ့အကောင်တွေကိုမင်းချီယာဖြောက်တော့မလို့တနေရောင်မလို့သွားကြတော့ဆိုပြီးငါပြောလိုက်ပြီဘာလို့လဲချီယာပြောလို့မလုံးနေလေအဘအဘတို့ကျွန်တော်ပြောမယ်လာထိခိုက်နိုင်တယ်အဲ့အကောင်တွေဘယ်မှာလဲပြဘာညာဆိုဖြစ်နေဦးမယ်အဲ့အကောင်တွေကိုလေ တော်တာဂျုံခေါ်လိုက်ခေါ်ပြီးတော့ပြစ်တက်လိုက်ဗောပြီးပြီဗောမိဘကအင်အားကြော့သွားလိမ့်မယ်အခုငါဥစ္စာအခုဒီကောင်တွေမရင်းကောင်တွေကိုလည်းအင်အားငါပြောတာတေချာနားတောင်ပါဟုတ်ဒီကောင်တွေကိုဥစ္စာဖြစ်မှာဒီကောင်တွေမင်းတို့ခွဲထွက်လိုက်ကြမင်းတို့အုပ်စုဟာဘယ်နဲ့ဗောငါရောက်ရှိတာငေါရှင်လည်းဒီဘက်ကနေရောဒီဘက်ကသုံးယောက်ဒီဘက်ကနှစ်ယောက်တနည်းယောက်ချီအားဖျောက်ထားရဲဆိုငါလှုပ်တာဒီကောင်တွေကလှုပ်တာဒီလိုလှုပ်တာကွာငါပြောမယ်အဲ့လိုလင်မြန်းနေအောင်လာတဲ့ဥစ္စာမိသွားတယ်မိသွားတဲ့ဥစ္စာကိုယောက်ျားကိုကြိုးချီထားပြီးတော့ငုတ်တုတ်ထိုင်ကြည့်ခိုင်းတာဒီဘက်မှာမိန်းမကိုမရင်းကျင်နေတဲ့ဥစ္စာကိုယောက်ျားကိုထိုင်ကြည့်ခိုင်းတာထိုင်ကြည့်ခိုင်းနေဆိုအဲ့မှာဟိုဘက်ကနေပြီးတော့သူတို့ကတ နာယူးနေတဲ့အချိန်မှာယောက်ျားနေပြီးတော့မှထုထားထောင်းတော့ယောက်ျားလက်ထံရည်ရနေပြီအဲ့မှာသူ့မိန်းမကိုမဲနေတယ်သူ့မိန်းမကိုအဲ့မှာတတ်ပလိုက်ပြီလဲဆိုရဲဆိုယောက်ျားလုတဲ့လူကနေတော့ထပြေးသွားတာအဲ့မှာလွတ်သွားတာဩဘာလို့စစ်တဲ့ဘက်ကဒါနိုင်ငံတကာကိုပြဖို့တော့ဘလော့ရိုက်နေတဲ့အချိန်ပေါ့နော်အဲ့တော့ဘလော့ရိုက်နေတဲ့အချိန်မှာတယောက်ကနေပြီးတော့ဒီဖုန်းလေးကိုကိုင်တော့ဟေ့အောင်မိမရိုင်းလာကြီးလားမရိုင်းလာကြီးလားစစ်တဲ့ဝင်ငွေတို့ကမရိန်းဘလော့ရိုက်နေတာ အရာတော်လိုက်တော့တော်လိုက်တော့တော်လိုက်တော့ငါ့ကိုဂျိုးတန်းတမ်းပဲငါ့ကို ပြောတော့ပြောပြီးတာနဲ့မင်းလည်းပြန်တော့မင်းလည်းစောစောစီးမင်းနဲ့ကလည်းပြဿနာမဖြစ်ချင်ဘူးချက်ဆက်လိုက်တာမင်းတို့လူမဟုတ်ရဲ့တော့ငါတို့လူမဟုတ်ဘူးဆိုတာမင်းသိပါတယ်ကွာမင်းတို့လည်းလူမဟုတ်ပါဘူးငါသပည့်တွေပါဟာရအောင်ဘောက်ကြည့်တော့ဘယ်အဲ့ကောင်လူပြောတာအေးငါလည်းရောင်မားနဲ့စုံမိတာကွာမင်းကလည်းရောတန်းကလေးဒီကပေါ့နော်ဟိုပြောပြချင်တာအုပ်ဖို့မျိုးနဲ့ကနော်ပေါ်တာဆွဲထားတဲ့လူငယ်လူငယ်လေးကထွက်ပြေးတဲ့ဟာဟိုတဲ့ရေသာကျွေးရမှာကိုအောင်နိုင်စိုးကိုပြစ်ခတ်တက်ဖြတ်လိုက်တယ်သူက သူ့ကိုပေါ်တာဆွဲထားတယ်ပေါ်တာဆွဲတာကိုအဲ့ပေါ်တာဆွဲတဲ့စီကနေပြီးတော့ထွက်ပြေးတာထွက်ပြေးတဲ့ဟာကိုတဲ့အဲ့ကြေးရွာကိုအောင်နိုင်ဆိုးကိုတဲ့ကျွန်တော်တို့အချမ်းဘက်စစ်တဲ့ထွက်ပြေးရမလားဆိုပြီးပြစ်ခတ်တက်ဖြတ်လိုက်တယ်အော်ဒီကောင်လည်းဘာလို့ထွက်ပြေးလဲကွာငြိမ်ပြီးတော့လိုက်ဝါးလိုက်တာမဟုတ်ဘူးကွာအဘတို့ကအခုလှုပ်လာပြီအဘတို့ကနော်ယာတူအဘတို့အနေထားနဲ့နော်အဘတို့ရသမျှတော့လှုပ်လာပြီဒီလားအဲ့ခရိုနီခရိုဝါခရိုပြာတွေလည်းလေဒီလိုခံရမယ်ဆိုမှမှတ်မှာဘာတွေလှုပ်လဲဆိုတော့ကျွေးဆိုင်များစစ်ကော်မရှင်ထုတ်ပေးသည့်ဘောင်ချပြစ်တာရောင်းဝယ်ရတော့ နော်ခံဖို့ခံဖို့ငါပြောရှင်ခံဖို့တက်ချုပ်ကတဖြည်းဖြည်းနဲ့သူကချက်တော့မှာငါမိသားစုစီးပွားရေးအစဉ်ပြေပြီးရောနော်လိုင်းပေါ်မှာဒီမှာတိုင်းပြည်ကဖြစ်နေတဲ့အချိန်မှာဟွာဟွာလေးရိုက်လိုက်ဒီဟာလေးရိုက်လိုက်ပျော်နေတဲ့လူတွေအခုသူတို့လည်းရောက်လာပြီပြည်တွင်းရှိတဲ့ရွှေတဲ့စိမ့်တဲ့လက်ဝဲရနာရောင်းချသည့်စိုင်များအားလုံးစစ်မကော်မရှင်လက်အောက်ခံတန်ရာဇာတာနဲ့စစ်မကော်မရှင်မဟုတ်စစ်ကော်မရှင်စစ်ကော်မရှင်လက်အောက်ခံတန်ရာဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနအမှတ်နဲ့တက်ထုတ်တွင်း လုပ်ငန်းကထုတ်ပေးသောဘောင်ချပြည့်တာအယောင်းဝယ်လုပ်လုပ်ရန်နဲ့မလိုက်နာပါကအေးယူခံရမည်ဖြစ်ကြောင်းရွှေလုပ်ငန်းရှင်များထံတရင်ပေးကြတယ်နော်မြန်မာပြည်မှာရှိတဲ့ရွှေလုပ်ငန်းရှင်တွေရွှေဆိုင်တွေအကုန်လုံးအဲမင်းတို့လည်းဝတ်ကြီးတယ်နော်အဲ့လိုမျိုးပဲတဖြည်းဖြည်းနဲ့တက်ချုပ်ကကြက်တော်မှာကြက်တော်မှာမင်းတို့ကုံကုံပြောလိုက်မယ်စစ်တပ်ကြီးပဲမြန်မာပြည်မှာရှိအောင်လို့သူတို့ကြက်တော်မှာစစ်တပ်ကြီးပဲမဟုတ်သူသမီးသားစုပဲရှိအောင်လုပ်နေကြပါနော်အတုံးခဲပါဝင်တဲ့ရွှေအတုံးခဲပါဝင် လက်ဝေရနာရွှေဆိုင်ပိုင်ရှင်များနေပြီးရခင်ကဲ့သို့စိုင်းနံပါတ်ပါတဲ့ပေါင်ချာနဲ့မရောတော့စိုင်းနံပါတ်ပေါင်ပေါင်ချာများသုံးဝင်မရတော့ပဲတဲ့ဓာတ်တုရွှေရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်စစ်ကော်မရှင်တဲ့ရှောက်ထား၍လိုင်စင်ရရှိပါကအမှတ်နှစ်တက်ထုတွင်လုပ်ငန်းနဲ့ထုတ်ပေးသောရွှေရောင်းဝယ်ပြည်သာစာအုပ်ဖြစ်တာရောင်းဝယ်လုပ်ရမယ်စာအုပ်ကုန်သွားလျင်ဝင်ကြီးဌာနတွင်သာမှားယူရန်ဖြစ်သည်ကြသွားပြီငါတို့ဟိုရွှေဆိုင်လေးကနာမည်နဲ့ပေါင်ချာနဲ့ရေးပေးပြီးတော့အဲ့ဆိုင်မှာပဲပြန်ဝယ် သွင်းပြန်ရောက်လောက်ရတာလေသွားပြီ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 အဲ့ဘောင်ကြာမရှိတော့ဘယ်လိုလုပ်မလဲသွားပြီသွားပြီသွားပြီအခုဥစားပြည်သူတွေရဲ့ဒီဟိုဘယ်လိုခေါ်မလဲဟိုပတ်စံတွေကိုဘန်နာဖြစ်သူတို့ကသုံးနေမကောက်ပြည်သူတွေ level ညစ်ပြီးတော့ဂုံသွင်းစုံနေတာမှာပိုးချိုးပတ်သက်စုံနေတာဟိုတက်အချောက်ကြီးလုတ်ပြီးပြန်ပြီတလားဒီတက် တက်ချုပ်ကြီးဟေးအဲ့ဒီတက်ချုပ်ကြီးကလေဒီစားနေရိတ်ခါများလုံလောက်သွားတယ်ရရှိရေးစစ်ကော်မရှင်အနေဖြင့်အလေးထားဆောင်ရွက်ပေးနေပြီတဲ့လူတဦးလည်းကြောက်တလုံး စားသုံးနိုင်ရဲနဲ့ကြက်ကောင်ကြီးတွုံးမြွင့်မွေးမြူသွားရင်အာနာသိအင်းတက်ချုပ်ကြီးမှပေါ့နော်ယမန်နေ့အစည်းအဝေး၌ပြောဆိုခဲ့ကြောင်းသိရပါတယ်။မယန်းလေးဒါ။ဒါတွေကဟိုသာစီးပွားရေးဖွံ့ဖြိုးတိုးတက်ဟောင်းသိရမှာတနိုင်ကလေးဝေါ်ဝါလေးစား तू ကလူတယောက်ကိုကြောက်တလုံးတီတိုင်းစားနေဘူး။အေးအဲ့ဒါလည်းဘာတူးတော့ဟိုးတော့မှဒီဥစ္စာလေးဟိုဟိုငါတို့ဒီဥစ္စာကဥသိမ့်စိန် လက်ထက်တုန်းကအာထမင်းတနက်လျှော့စားပါဆိုတာထက်စိုးနေပြီလူတအူးကိုကြောက်တလုံးပဲကျွေးမယ်ဆိုတော့ခွာဟာဒါ သူတို့ကြတော့ဝောင်းဝလင်းလင်းစားပြီးတော့ပြည်သူတွေရဲ့မတထားရီသားတထားရီသားစားပြီးတော့ကွာပြည်သူလူထုကြတော့ကြောက်တလုံးနဲ့ကျွေးမယ်ဆိုတော့ကဘာလဲကွာနောက်ပြီးတော့အဲ့ကြက်လေးကြီးကတနာပါလေသူတို့မှဟိုးသာပိုကြက်ထီးတွေပါဒီလုံနေမှာပဲနော်ဗျာအဲကြက်ထီးပါလေတို့မင်းသွားလိုက်လေဟာဘယ်လွတ်မလဲအဘလို့စစ်တက်ကမရင်းကောင်တွေလွတ်လိုက်ပေါ့အဲ့လိုမျိုးပဲဒီကောင်တွေခုနမရင်းကောင်တွေလွတ်လိုက်ဟေးရအဲ့လိုကြက်မရင်းဖြစ်သွားမှာမင်းဆွတ်ဆွတ်မပြောနဲ့တော့ကွာမင်းတို့မလေးမရှိရင်လုံးမဲ့ကောင်တွေဒီကောင်တွေကနော်ဗျာအဘတပည့်တွေ ဘာစိတ်တဲ့အမြဲတမ်းရှိတယ်ရအောင်အသားမလို့ဘူးပေါ့နော်ကာသားကလေးတင်ပြချင်တာကအုတ်ကြီးသေးပြီဟာဘယ်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 အုတ်ကြီးသေးတာလဲဘယ်ဟာအုတ်ကြီးလဲတနိုင်ငံလုံးကအုတ်ကြီးတွေသေးနေတာလေလွတ်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 ဆိုးဆိုးမပပဒီကကြတော့အဘကြည့်လိုက်ရလားမသိဗီဒီယိုဖိုင်ထဲမှာပါတယ်လေဆိုင်ကလေးတွေထိုင်းကောက်ပြစ်သွားတာလုံဆမ်းမှာလုံဆမ်းမှာအခုငေါ့ထိကြပြောတမ်းမှာပေါင်းတယ်တွင်နဲ့စစ်တပ်ကြီးတရားမဝင်အတုရောင်ကိုရွေးကောက်ပွဲဖြစ်မြောက်ရေးလှုပ်ဆောင်နေသောရေးဆယ်ကြီးရွာအုတ်ချုပ်ကြီးမှုဝင်းမြင့် ြစ်သက်ခံရပြီးတည်ဆုံနေတယ်ဖြစ်ပုံကဒီလိုပေါန်းတယ်မျိုးနဲ့ရေစဲကြီးကြေးရအုပ်ချုပ်ရေးမျိုးဝင်းမျိုး viewer 27ကိုကဲအောက်ရှိ363တက်တရင်တက်ခွဲ9ရဲပေါ်များက၎င်းနေတို့တွားရောက်ပြစ်ကက်တိုက်ခိုက်ခဲ့ရတယ်နေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းဝမ်းသာစွာဖြင့်သိရှိရတယ်ဟာကွာဒီပုံစံတိုင်းဆိုရင်အုပ်ကြီးကသူ့အိမ်မှာနေရာမှာနေမှာသူကနေပြီးတော့ပြစ်ကက်ခံပြီးတော့ ဝဲကြီးမိတိတ်ဆုံးသွားတာအဲ့လိုပြစ်ခတ်တဲ့နေရာမှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေကတချို့နေရာတွေမှာကောင်းတဲ့အုပ်ကြီးတွေရှိတယ်အခုလိုအုပ်ကြီးမျိုးတွေကလေခက်လေးတွေကိုပေါ်တာဆွဲနော်ဒီတရားမဝင်ရွေးကောက်ပွဲကိုအားပေးအားမြောက်လုပ်နေတဲ့ကောင်တွေကိုတုတ်တင်ရှင်းလင်းတာအဲ့လိုလူမျိုးတွေတေတော့ပြည်သူတွေကဘာဖြစ်တယ်ထင်လဲဘာဖြစ်တာလဲအရန်ဝါသာတာဘောဖားရဲ့အော်အရန်ဝါသာတာအရေးမကြီးအုပ်ကြီးအဟုတ်ကြီးဝါတာဟောမင်းမသိဘူးလား